ေးအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီရှေ့ရသင်္ကန်းစာမှာတော့ကျွန်တော်တို့ဒီတကားဖွင့်တဲ့တကားပင်ပြန်ပြီးတော့အော်တိုပြန်ပိတ်တဲ့စနစ်ကိုကျွန်တော်ရေးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ program ရဲ့ဒီနောက်ဆုံးအပိုင်းကိုရောရောက်လာပါပြီအဲ့တော့ဒီ program ရဲ့နောက်ဆုံးအပိုင်းမှာကျွန်တော်အဲဆက်ပြီးတော့ကျွန်တော်ရေးပြသွားမှာကပေါ့နော်ဒီတကားပြန်ပြီးတော့เนาะ အဲပိတ်သွားပြီးတဲ့နောက်မှာကျွန်တော်တို့ကဒီဘောနော်ဒီ internet register တွေကိုကျွန်တော်တို့နော်ဒီ on သွားတဲ့အနေထားတစ်ခုပေါ့နော်အဲအဲ့ဒီဟာတစ်ခုကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ရေးတော့မှာဖြစ်ပါတယ်ဆိုတော့အဒီ run share နာမည်ကိုကျွန်တော်တို့ကဒီလိုနာမည်ပေးလိုက်မယ်ပေါ့နော်ဒီအထက်ကိုတက်တယ် queen up ဆိုပြီးတော့အဲဒီ range ကိုကျွန်တော်နာမည်ပေးပါမယ်အဲတော့ ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ရေးပါမယ်။အကြောင်း input တစ်ခု output တစ်ခု Okay ကျွန်တော်က close ဖြစ်ခဲ့ရင်ပေါ့နော်ကျွန်တော်တို့ကဒီလိုသွားမှာဟုတ်ပြီနော်။ဒါကျွန်တော်ဒီပေါ့နော်ဒါမှအဲ့ဒါကကျွန်တော် input တစ်ခု output တစ်ခုပေါ့နော် นอกจากการจะเราได้มาอินพุตตะคูนอกจากได้มาเอาท์พุตตะคูเนาะโอเคเนาะสรุปเอ่อจะเราได้มาอินพุตตะคูเอาท์พุตตะคู not not to can you know look close and go up up to go now okay ဒါလေးကျွန်တော်ရေးပါမယ်ဆိုတော့ဒါကျွန်တော်ဒီ going up condition ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ going up condition မှာကျွန်တော်တို့ကနော်ဒီ app ကိုရောက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကဒီအားတွေကိုနော်ကျွန်တော်ဒီမှာအဲဒီမှာရှိနေတဲ့ကျွန်တော်ဒီ indicator လေးကျွန်တော်ထုတ်ပေးရအောင်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်ဒီမှာ second half မှာကျွန်တော်တို့ဒီညာလေးပေါ့ဟုတ်ပြီနော်ဒါကကျွန်တော်ဒီ second half ဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီ internet register ကိုကျွန်တော်ဒီမှာထုတ်ခဲ့တယ်ပေါ့နော်ဒီမှာ run sit မှာကျွန်တော် internet register ထုတ်ခဲ့တယ်ဆိုတော့အခုကျွန်တော်အဲ့ဒီ internet register ကိုကျွန်တော်ကနော်အဒီ lash ပြန်လုပ်ပေးရအောင်လို့ဟုတ်ပြီနော်အဲကြောင့်မလို့ကျွန်တော်ဒီမှာဒါလေးတစ်ချက်ရှင်းပါမယ်အဲ့တော့ဘာကို lash လောက်မှလဲဆိုတော့ကျွန်တော်တို့เนาะဒီ internal register ဟုတ်ပြီနော်ဒါကိုကျွန်တော် lash ပြန်ပြီးတော့ lash and lash ပြန်လုပ်ဟုတ်ပြီနော် okay အဲ့တော့ဒါကျွန်တော်တို့က second app ဟုတ်ပြီနော်အဲ second app ဖြစ်ပါတယ် okay ဟုတ်ပြီနော် ေနော်ဒါလေးပါပြီးသွားရင်ကျွန်တော်တို့ဒီမှာနော်ဒါကျွန်တော်အထက်ကိုတက်တဲ့အားလေးပဲပေါ့နော်ကျွန်တော်တန်းအားဒီအထက်ကိုတက်တဲ့အားခုနကျွန်တော်ပြခဲ့တဲ့အတိုင်းလေးပေါ့နော်ကျွန်တော်ဒီမှာအထက်ကိုတက်တယ်တက်တဲ့အခါမှာကျွန်တော်တို့ကနော်သူနဲ့သက်ဆိုင်တဲ့ internet register တွေကိုကျွန်တော်တို့နော်ထပ်ပြီးတော့ကျွန်တော် latch and latch အဲပြန်လုပ်ဖြစ်ပါတယ် okay okay no transformation general demands is uh, demand seven or not mass seven, no? seven pm okay demand seven pm okay demand eight pm okay ဒီမှာ a ဖြစ်ပါတော့เนาะ okay အဲ့တော့သူ့ကိုကျွန်တော်တို့က lash unlash ဟုတ်ပြီနော် lash unlash okay ဒီမှာ lash okay ဒီမှာ unlash ပေါ့နော်ဒါလေးကျွန်တော်ထည့်ဒါတော့ going app ဖြစ်ပါလေဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကဒီ down ဟုတ်ပြီနော်ကျွန်တော်ကျွန်တော်ဒီမှာ range နံပါတ်ပေးလိုက်မယ်ပေါ့နော် โอเคနောက်ပြီးနော်အဲ့တော့ going down ဆိုတော့ကျွန်တော်နာမည်ပေးပါမယ်အဲ့တော့ pay me ဆိုတော့ကျွန်တော်တို့ကဒီမှာနော်ဒါလေးပါနော်ကျွန်တော်ဒီမှာ မနော်ကျွန်တော်ဒါလေးချက်ရေးပါမယ်ဟေးဒါဆိုကျွန်တော်ကဒီမှာ down connection ကိုတွေ့ကြည့်ပါဟုတ်ပြီနော် down ရဲ့ဒီနှစ်ထပ်ကနေစပြီးတော့ကျွန်တော်တို့ဒီ down ရဲ့ input တွေကိုကျွန်တော်ကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်ထပ်ပေါ့နော်နှစ်ထပ်ရဲ့ down ရဲ့ input ကဒါလေးဖြစ်ပါဟုတ်ပြီနော်အဲဒီ internet register no slot number 0ရဲ့2ဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အဲကျွန်တော်ဒီမှာစပြီးတော့ရေးမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီ ဘာတော့ဒီကနေစာရေးအောင်ဖြစ်ပါတယ်။ဟုတ်ပြီနော်ဒီမှာဘာတော့ဒါလေးရအောင်စာရေးအောင်ဖြစ်ပါတယ်။ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာစာရေးပါပြီ။အော်နော်ဒါကြောင့်မှာနော်ဒီမှာတောင်းပါနော်โอเค ုနော်ကျွန်တော်ဒီမှာရေးပါမယ်โอเคဒါဆိုရင်ကျွန်တော်က for ပေါ့နော်ကြည့်ဒါလေးချက်ရေးပဲပြီးသွားရင်ကျွန်တော်တို့နော်ဒီမှာဆိုတော့သူနဲ့ပတ်သက်တဲ့နော်ဒီ internal register ကျွန်တော်ဒီမှာထုတ်ထားတယ်ဟုတ်ပြီနော်ဒီဒီ internal register ပေါ့နော်9ရက်10ရက်11ရက်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီအားလေးထည့်သွားမှာပေါ့နော် que sabe, não? Tá solo xigente, não ru, não? Tá ru, jogar de matéria, piambiro, nine, ten, eleven, piambiro. ဖြစ်နော်ဒါဆိုကျွန်တော်ဒီမှာပါထက်ထည့်မှာက lash and lash ကြီးတောင်ထက်ဟုတ်ပြီနော် lash and lash ပေါ့နော်ဒါကြောင့်ဒီတက်သွားတဲ့အချိန်ဟုတ်ပြီနော်အဲ and lash ပေါ့နော်ဒီမှာ lash and lash okay ဟုတ်ပြီနော်ဆိုတော့ဒါကြောင့် going up going down ကျွန်တော်ရေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီ elevator နဲ့ပတ်သက်တဲ့ ဒီကျွန်တော်အစအဆုံးတင်ပေးခဲ့တဲ့เนาะဒီ program ကတော့ဒီမှာပဲအဲဖိဆုံးသွားပါပြီเนาะဒါဆိုရင်ကျွန်တော်တို့ဒီ program ကိုကျွန်တော်တို့က test လုပ်ကြည့်ပါမယ်ခင်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ test လုပ်ကြည့်မယ်ပါเนาะအဲ့တော့ test လုပ်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ download ဟမ် okay ဒါဆိုကျွန်တော်ဒီမှာတစ်ချက် download လုပ်မယ်เนาะဒါဆိုကျွန်တော်ဒီမှာ run ပါမယ် ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးเนาะဒီ elevator ဒီမှာရှိတဲ့တကားတွေအားလုံးပိတ်တာနဲ့စမယ်ပေါ့နော်။အဲကျွန်တော်တို့ကဒီတစ်ထပ်ကိုเนาะတစ်ထပ်ကိုတော့တစ်ထပ်မှာတော့ elevator ကအရောက်ပြီပေါ့နော်။ Okay ကျွန်တော်၄တက်ကနေကျွန်တော်၄တက်ကိုခေါ်ရဲ group လေးလိုက်မယ်ပေါ့နော်။ဒါဆိုရင် elevator ကဒီ၄တက်ကိုအဲတက်သွားမှာဖြစ်တယ်။ဟုတ်ပြီနော်။ โอเคဟာပြီเนาะဒါဆိုလေးတက်ရောက်ပြီအလီမီတာဖြတ်သွားမယ်ရက်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာတကားဖွင့်မှာဟုတ်ပြီเนาะတကားဖွင့်ပြီးတော့ကျွန်တော်တို့အချိန်ပိုင်းတစ်ခုအနေနဲ့ထားပြီးတော့တကားပြန်ပေးဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ကတုံးတက်ကိုပြန်စင်းကျင်တယ်ပေါ့เนาะဒါဆိုကျွန်တော်တုံးတက်ကိုနှိပ်လိုက်ပဲဆိုတော့ဒါကျွန်တော်အလီမီတာအတွင်းထဲကကျွန်တော်သွားတယ်ပါပေါ့เนาะโอเคဟာပြီเนาะဒါဆိုကျွန်တော်တက်ထက်ကခေါ် ဟုတ်ပြီနော်တစ်ထပ်ကခေါ်ပြီဆိုရင်ကျွန်တော်တို့ကနော်ဒီတစ်ထပ်ပြင် indicator လာမယ်။ဒါဆိုတစ်ထပ်ကိုပြန်စင်းမယ်။ဟုတ်ပြီနော်။ Okay ဒါဆိုကျွန်တော်တကားပြန်ပြီးတော့ပြစ်ပါမယ်။ဟုတ်ပြီနော်။ပြီးသွားရင်ကျွန်တော်တို့အဲ့တကားပြန်ပိတ်ဟုတ်ပြီနော်။ကျွန်တော်ဒီမှာ၄ဓာတ်ကခေါ်မယ်။ဒါဆိုရင် တကားပြန်ပိတ်ပြီးတော့ elevator ကပြန်ပြီးတော့တက်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာရေးပြခဲ့တဲ့ပေါ့နော်ဒီမှာ limit test 3ခုပါမယ်နောက်ကျွန်တော်ရေးပြခဲ့တဲ့ဒီ input တွေနဲ့ပေါ့နော် elevator ကကောင်းမွန်စွာနဲ့အဲအလုပ်လုပ်နေတာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီ elevator သင်ခန်းစာကတော့ကျွန်တော်ဒီ logistics pro ရဲ့ final နောက်ဆုံးသင်ခန်းစာပဲဖြစ်ပါတယ်ဆိုတော့ အဲဒီတင်ကန်းစာတွေအားလုံးကိုကျွန်တော်အနေနဲ့တင်ဆက်လို့ပြပါပြီပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီ logistics pro သင်ကြားခြင်းကိုတော့အဲဒီမှာပဲရနာလိုက်ပါတယ်အဲအစအဆုံးလေ့လာခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ